ကောင်းကုန်နဲ့မေလ22ရက်ဒီနေ့ဗုဒ္ဓနေ့အတွက်ခုနှစ်ရသားမိတွေရဲ့တဲတော်ကံကြမ္မာနမိတ်ကတော့ခုနှစ်ခွက်ဆိုတဲ့သင်္ကေတနမိတ်ဖြစ်တယ်မိတ်ဆွေသစ်တွေနဲ့ပတ်သက်ရတတ်တဲ့စတ္တုကိစ္စမျိုးတွေအလုတ်သစ်ဆောက်ဖို့ကိစ္စမျိုးတွေရည်ရွယ်ချက်တွေအောင်မြင်မဲ့နေဖြစ်တယ်အထူးသဖြင့်တော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအတွက်အစဉ်ပြေသွားမဲ့နေမျိုးဖြစ်ပါတယ် ဒီလိုလေးမျိုးမှာကန်တရားကမျက်နှာသာပေးတဲ့နေ့ကံကောင်းမယ်နေ့လို့မှတ်ယူလိုက်ပါခင်ဗျာလက်ဖက်ရည်နှစ်ခွက်ကိုထိပြီးမနဲ့စောစောမှာမျက်စွာဖျားရှင်ကိုလှူဒန်းလိုက်ပါခင်ဗျာထို့တူဒီလိုနေ့မှာမိရှုတန့်စဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့ဘဒုနေဘွားဗရဏဘွားဇာတာရှင်တွေဖြစ်ကြပါတယ်ဒီရင်သွေးရတနာတွေဟာသေရင်မြေကြီးရှင်ရွှေတိဆိုတဲ့အတိုင်းငယ်စဉ်မှာကျမ်းမာရေးချူကြပါမိမယ်ကြီးရင်တဲ့အချိန်မှာထွန်းပေါအောင်မြင်ပြီးရွှေတိဆောင်ရွက်အောင်မွေးကြီးရကြမယ် ရင်သွေးရတနာများဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရတရားလမ်းညွှန်ရမယ်ဆိုရင်တော့ဒီနေ့မွေးနေ့ရှင်တွေအတွက်တစ်နှစ်တာလုံးကံတရားရဲ့အထောက်ပံ့ကောင်းတွေရဖို့လို့အတွက်နှိစက်တဲ့ဖះကြောင်းကံဖုံတော်ကြီးကြောင်းတိလရှင်ကြောင်းတို့ရဲ့မြေမှာအုံးစုံပေါက်ပင်လေးတစ်ပင်အုံးပင်လေးတစ်ပင်စိုက်ပြုတ်ပြီးရေသွန်းလောင်းရင်မွေးနေ့ကုသိုလ်ဖြစ်အပင်ပေါက်လှူဒန်းလိုက်ခြင်းအပြင်တစ်နှစ်တာလုံးကံတရားရဲ့အညွတ်တလူလူအောင်လံထူပြီးကောင်းကျိုးများစွာရပါလိမ့်မယ်ခင်ဗျာ။ ဒီနေ့တွေအကျိုးပေးတဲ့ကဏ္ဍစုမှုတဲ့ကဏ္ဍတွေကတော့နှစ်ကဏ္ဍခုနှစ်ကဏ္ဍဖြစ်ပြီးတော့ငွေကံအထူးဝင်ဖို့လို့အတွက်ဆိုရင်တော့နိစ္စတဲ့ခလေးတယောက်ကို9မုံကျော်ဒါမှမဟုတ်အာလူးကျော်စားစရာတစ်ခုကိုလက်ဆောင်ဝယ်ပေးလိုက်ခြင်းအပြင်တိတ္တတာငွေဝင်လာပါလိမ့်မယ်စတိုးဆိုင်နဲ့ကုန်သွန်းဆိုင်နဲ့လက်ဖက်ဆိုင်နဲ့စားသောက်ဆိုင်တွေဒီလိုနည်းမျိုးမှာရောင်းပန်းတာဝယ်ပန်းလှဖို့လိုတော့ကတော့ဆိုင်ရဲ့ပတ်စံထားတဲ့နေရာကောင်တာမှာနေကြစိတ်လက်တဆုပ်ကို ပတ်စံနဲ့ရောထားလိုက်ခြင်းအပြင်ငွေရင်းကြာကြာနေဖို့အခွင့်အရေးရပြီးငွေရင်းနေဖို့အတွက်လည်းဝင်လာပြီးရောင်းပန်းတာဝယ်ပန်းတာပါလိမ့်မယ်။အယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်တက်ဖို့အတွက်ကတော့အဝါရောင်ကဏ္ဍမာပန်းလေးတစ်ပွင့်သို့မဟုတ်နှင်းစီပန်းအဝါလေးတစ်ပွင့်နဲ့ရောင်းကုန်တွေကိုတို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်အယောင်သွက်အယောင်ထွက်သွားပါလိမ့်မယ်။ထို့တူဆွေမျိုးရင်းမိတ်ဆွေရင်းမှာအမှုကြုံနေတဲ့သူရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုအေးအချိုရဲ့တပုမှရေးပြီးတော့ဆွမ်းခံဖုန်ကြီးကိုလှူဒါန်းခြင်းအပြင် အမှုကိစ္စအတွက်အထောက်ပံ့ကောင်းတွေရပါလိမ့်မယ်။ကျမ်းမာရေးညဏ်ရည်သူရှိရဆိုရင်တော့ဓာတ်စာဖြစ်နေဒီလိုနှမျိုးမှာအရှိအယက်ကိုမျက်နှာမူပြီးတော့အချွေတမျိုးမျိုးတောက်ပြီးကျမ်းမာဖို့အတွက်ဆူတောင်းခြင်းအပြင်ဆေးကောင်းဝါကောင်းဆရာကောင်းသမားကောင်းတွေတွေ့ပါလိမ့်မယ်။အရှိကိစ္စမေတ္တာရေးကိစ္စအိမ်တော်ရေးကိစ္စတွေမှာကတော့ဒီလိုနှမျိုးမှာဇကားအဆင်မပြေတာပဋိပက္ခဖြစ်တာတွေကြုံတတ်ပါတယ်။အဲဒါကြောင့်အရှိမေတ္တာရေးအိမ်တော်ရေးအေးချမ်းမှုလို့အတွက်ကတော့ရေခဲကြီးနှစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူပြီးမိမိဖြစ်လို့စီများဆူတောင်းလိုက်ပါခင်ဗျာ။